င်္ဂလာပါရှင်မွန်ပြည်အရှိမြောက်ပိုင်း KNU ထိတ်ချုပ်နေမြေထဲကရွာတရွာကိုစစ်ကောင်မရှင်သက်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်9ယောက်တိစုပ်ခဲ့ပါတယ်အရခတ်ဒေတာရခိုင်ပြည်မှာစစ်ကောင်မရှင်ဘက်ကလက်တလောရက်ပိုင်းအတွင်းအရက်သားပြည်သူတွေကိုရည်ရွယ်ပြီးရေကြောင်းလေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်လှုပ်ဆောင်လာတယ်လို့အရခတ်သက်တော်အေအေကပြောပါတယ် ဂရိနီပြည်ဒီမိုဆိုမြို့နယ်မှာစစ်ကွန်မရှင်တပ်ရဲ့ထိုးစစ်ဆင်မှုတွေကြောင့်နေ့တိုင်းလူလိုတိုက်ပွဲတွေပြင်းထန်နေတာကြောင့်စစ်ဘေးရှောင်တွေဟာဒုတိယအကြိမ်ထပ်မံထွက်ပြေးတိမ်းရှောင်ရမယ့်အရေးကိုအကြီးကျယ်ဆွေးနွေးနေကြရပါတယ်။ မွန်ပြည်အရှိမြောက်ပိုင်း KNU ထေချုံနယ်မြေထဲကရွာတရွာကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်တာကြောင့်ကလင်းငင်9ရောက်တိစုပ်ပြီး10ရောက်ထင်ရန်ရရှိခဲ့ပါတယ်။ဒါဟာအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတဲ့နိုင်ငံတကာဥပဒေချိုးဖောက်မှုဖြစ်တယ်လို့ကရင်ငင်းချမ်းရေးအထောက်အကူပြုကွန်ရဲ့ KPSN ကအော်တိုဗာလာ10ရည်နီမှာထုတ်ပြန်ပါတယ်။ မွန်ပြည်တထုတ်ခရိုင်ဘီလီမြို့နယ်ထက်က ပြင်းမပင်စိတ်ရွာလို့ခေါ်တဲ့ထိဖာဒိုးထားရွာကိုအော်တိုဘာလ9ရက်ည10နာရီကျော်မှာစစ်ကော်မရှင်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုလုပ်ခဲ့တာဖြစ်ပါတယ်လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်6နှစ်ကနေအသက်12နှစ်အသွင်ရှိကလေးငယ်9ယောက်သေဆုံးခဲ့ပြီးဒဏ်ရာရတဲ့သူ10ယောက်ရှိခဲ့ပါတယ် အရင်နဲ့အိမ်မွေးတရိတ်ဆန်တွေလည်းပြည့်စည်တည်ဆုပ်ခဲ့ရပါတယ်။ဒီရွာဟာအရက်သားပြည်သူတွေစာတင်ကြောင်းစီခန်းနဲ့ဖုန်ကြီးကျောင်းတွေပဲရှိတာဖြစ်ပြီးစစ်ကုမရှင်တပ်တွေနဲ့တိုက်ပွဲဖြစ်တာမျိုးမရှိတဲ့ရွာလို့ဒေသခံတွေကပြောပါတယ်။တဲ့ရသူတွေကို KNU ရဲ့ကျမ်းမာရေးဌာနကအရေးပေါ်ဈေးကူတပေးနေပါတယ် KPS Andrita Nowa Khushi ကနိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့စစ်ကွန်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကန့်သတ်ဖို့ပြက်ကွက်နေတာကိုထောက်ပြထားပြီးစစ်ကွန်မရှင်တပ်ကလာမယ့်ရွေးကောက်ပွဲအတွက်တနိုင်ငံလုံးအသိုင်းအတာနဲ့တိုက်ခိုက်မှုတွေတိုးမြင့်နေတယ်လို့သုံးသပ်ပြောဆိုထားပါတယ်။ အရခတ်ဒေတာရခိုင်ပြည်မှာစစ်ကောမရှင်ဘက်ကလက်တလောရက်ပိုင်းအတွင်းအရသာပြည်သူတွေကိုရည်ရွယ်ပြီးရေချောင်းလေချောင်းတိုက်ခိုက်မှုတွေကိုအချိန်မြင့်လှုပ်ဆောင်လာတယ်လို့အေအေကတတိပီးထုတ်ပြန်ထားပါတယ်။အော်တိုဗာလာကိုရဲနဲ့ညနေပိုင်းမှာဂွားမြို့နယ်ပင်လယ်ပြင်ကစစ်တင်မိုးတွေကနေလက်နဲ့ကြီးတွေနဲ့အကြိမ်ပေါင်းများစွာပြေးခဲ့တယ်လို့အေအေက အော်တိုဗာလာ၁၀ရက်နေမှာထုတ်ပြန်ပါတယ်။ ဒါပြင်တန်သွဲငပလီကန်းချီမျက်နှာချင်းဆိုင်ကစစ်တင်မိုးရီပေါ်ကနေလဲမြို့ပဝန်းကျင်ကိုရန်တန်ပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အော်တိုဗာလာ၁၀ရဲ့နီမနက်ပိုင်းမှာတော့တန်သွဲမြို့အနီးပဝန်းကျင်ကိုဂျက်လင်ရင်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။အရခတ်ဒေတာရခိုင်ပြည်မှာစစ်ကွန်မရှင်နဲ့အရခတ်တပ်တော် EA တို့ကြားတိုက်ပွဲတွေဟာစစ်ရေးအခြေချကြားတဲ့နေရာ၅ခုမှာရက်သက်သက်ပတ်ကြားဆက်လက်ပြင်းထန်နေပါတယ်။ အော်တိုဘာလာ၃ရက်နေ့မှာတော့ကြောင်ဖြူမျိုးကရေလုတ်သားအယောက်20ကျော်ကိုစစ်ကော်မရှင်တပ်ကအကြောင်းမဲ့ဖမ်းဆီးခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့်ပင်လယ်ကန်ဒီမျိုးရွာတွေကပြည်သူတွေကို ရေချောင်းနဲ့လေချောင်းတိုက်ခိုက်မှုအနေရကို အထူးတတိထားကြဖို့နဲ့စစ်ရေးတတိရှိကြဖို့အေအေကနှူးစော်ထုတ်ပြန်ထားပါတယ်။ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဟာရှမ်းပြည်မြောက်ပိုင်းနဲ့ကချင်ပြည်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအပေါ်မူတည်ပြီးအခြေအနေတည်ငြိမ်မှုမရှိသေးတာကြောင့်အကက်သက်တွေနဲ့ဖွင့်လှစ်ထားရစေဖြစ်ပါတယ်။လက်ရှိအော်တိုဗာလာဒုတိယပတ်အထိတော့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဟာအဓိကအားဖြင့်မူဆယ်105မိုင်ကုန်သွယ်ရေးစုံနဲ့ချင်းရွှေဟော်စတဲ့လမ်းကြောင်းတွေပေါ်မှာပုံမှန်အခြေအနေမျိုးမဟုတ်သေးဘူးလို့ကုန်သွယ်တွေကပြောပါတယ်။ ဲ့ဒီလမ်းကြောင်းတွေဟာလာရှိုးတီဘောကြောက်မဲနောင်ချိုစားရဲမျိုးတွေကိုဖျက်ပြီးမန္တလေးမြန်မာပြည်မှာအထိဆက်သွယ်ထားတာဖြစ်ပါတယ်။တရုတ်မြန်မာနယ်စပ်ကုတ်သွယ်ရေးလမ်းကြောင်းတွေရဲ့အခြေအနေကလောဝပုံမှန်အတိုင်းပြန်လဲပွင့်သွားတာမျိုးမရှိသေးပဲလက်ရှိမှာအကန့်အသတ်တွေနဲ့ဖွင့်လှစ်ထားတဲ့အနေအထားမျိုးဖြစ်တယ်လို့မူဆယ်ဒေတာခန့်တယောက်ကပြောပါတယ်။ အထူးသဖြင့်30 29စစ်စင်ရင်နောက်ပိုင်းကစလို့ဒီနေ့အချိန်ထိကုန်သွယ်ရေးလမ်းကြောင်းတွေဟာဆက်လက်ပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်စစ်ကော်မရှင်နဲ့တရုတ်နိုင်ငံဘက်ကတရုတ်နယ်စပ်ကနေပြည်မအထိကုန်သွယ်မှုကိုပြန်ဖွဲ့ဖို့စူးစမ်းနေတယ်လို့ရှမ်းမြောက်အရေးကျွမ်းကျင်သူတယောက်ကပြောပါတယ် ဒါပေမဲ့လာရှိုးနဲ့မန္တလေးကြားရှိလမ်းကြောင်းတွေပေါ်မှာတအက်သက် TNL နဲ့တခြားတော်လည်ရေးပူပေါင်းအဖွဲ့တွေကထိချုပ်ထားစေဖြစ်တာကြောင့်လမ်းကြောင်းအပြည့်အဝပွင့်ဖို့အခက်အခဲရှိနေစေလို့ဆိုပါတယ်။တရုတ်နိုင်ငံအနေနဲ့နေဆက်တည်ငြိမ်ရေးကိုအဓိကထားပြီးနေဆက်ကုန်သွယ်ရေးကိုပြန်လည်စတင်လုပ်ပေမဲ့အဓိကလမ်းကြောင်းတွေပေါ်မှာတိုက်ပွဲတွေရှိနေတာကြောင့်နေဆက်ဂိတ်အများစုကိုတင်းကျပ်စွာကတ်သက်ထားစေဖြစ်ပါတယ်။ နဆက်ကုတ်သွဲရေးပိတ်ဆို့မှုတွေနဲ့ကန့်သတ်ချက်တွေကြောင့်ဒေသခံပြည်သူတွေနဲ့ကုတ်သွဲတွေဟာအခက်အခဲများစွာနဲ့ရင်ဆိုင်နေရပြီးကုတ်စင်းနှုတ်ကြီးမြင့်မှုနဲ့ကုတ်စီပြတ်တောက်မှုတွေလည်းဖြစ်နေတယ်လို့ဆိုပါတယ်ကချင်ပြည်ထဲကအရေးပါတဲ့မြို့နယ်၃ခုဖြစ်တဲ့ဗမော်ဝိုင်းမော်နဲ့ဖာကက်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကွန်မရှင်တပ်တွေကြားတိုက်ပွဲတွေအပြင်းထန်ဆက်လက်ဖြစ်ပွားနေပြီးအရက်သားပြည်သူတွေရဲ့လုံခြုံရေးကိုစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ တရုတ်နယ်ဆက်လမ်းကြောင်းနဲ့နီးစပ်တဲ့ဝိုင်းမော်နဲ့ဗျူဟာမြောင်းမြို့နယ်ဖြစ်တဲ့ဗမော်ဒေသတွေမှာဆေးရအခြေအနေဟာအလွန်သင်းမှနေဆဲဖြစ်ပါတယ်။ဗမော်ဘက်မှာမေတန်တို့မြေပြင်ကနေသူသူဆစ်စင်တာရှိတယ်။မေတန်ဘိုလင်းချင်းနဲ့လေကြောင်းတဲ့တာရှိတယ်။ now အာဝိုင်းမော်လမ်းမြောင်းဘက်မှာလည်းဆက်လို့ရရှိပါတယ်အဲ့မှာလည်းစီရေချင်းရောအာ ီမာနေတာဖြစ်ပါတယ်။ဒါကြောင့်ချင်းပြည်နယ်တစ်ခုလုံးကိုပြောမယ်ဆိုလို့ရှိရင်ဘမောအကန်ဝိုင်းမောအဲ့ဒါမှာတော့တက်ကြတော့ညတိုင်းလူရှိပါတယ်။အနည်းနဲ့အများပေါ့။ဘမောနဲ့ဝိုင်းမောမြို့နယ်တွေမှာ KIA ဘက်ကစက်တင်ဘာလကုန်ပိုင်းနဲ့အော်တိုဘာလအစောပိုင်းတွေမှာစစ်ကောမရှင်တပ်ရဲ့ရှစ်တန်းကာကေးစခန်း၅ခုထည့်မင်းဲကိုပြန်လည်ထိ ंछ ုပ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်တွေကအတည်ပြုပြောဆိုပါတယ်။ ဒီစခန်းတွေဟာဗမော်မျိုးရဲ့အပြင်ဘက်နဲ့ဝိုင်းမော်မျိုးနဲ့လက်မြန်ရွာဝန်းကျင်ကစခန်းတွေဖြစ်ပါတယ်စစ်ကော်မရှင်တပ်ဖက်ကတော့လက်လွတ်ခဲ့ရတဲ့နေရာတွေကိုပြန်လည်ရယူဖို့အတွက်မြေပြင်ထိုးစစ်တွေကိုဆက်တိုက်ဆင်နွှဲနေပြီးတိုက်ပွဲပြင်းထန်တဲ့နေရာတွေမှာလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ကူတွေကိုခက်ဆက်စိတ်အသုံးပြုနေရတွေ့ရပါတယ် စစ်ကော်မရှင်တပ်ရဲ့အဓိကရည်ရွယ်ချက်ဟာဝိုင်းမော်ကမ်ပိုင်တီနယ်ဆက်ကုတ်သွဲရေးလမ်းကြောင်းကိုပြန်လည်ထိ ंछ ုံနိုင်ရေးဖြစ်တယ်လို့စစ်ရေးလေလာသူတွေကသုံးသပ်ကြပါရယ်ဒီနေရာတွေအပြင်မြန်မာနိုင်ငံရဲ့အဓိကကြောက်စိမ့်ထွက်ရှိရာဒေသဖြစ်တဲ့ဖားကဲမြို့နယ်မှာတော့တိုက်ပွဲတွေဟာအရှိန်အမြင့်ဆုံးအခြေအနေကိုရောက်နေတယ်လို့ပြောလို့ရပါတယ်။ဖားကဲမြို့မှာတော့တိုက်ပွဲရေလေးရှိပါတယ်။လေကြောင်းနဲ့တိုက်ခိုက်တာ။ဟော လေလေကျော်နဲ့တက်ခိုက်တယ်ရှိပါလေ။ဟိုမလန့်ညာမလန့်တုံမလန့်တုံဆိုတဲ့အဲနေရာဘက်မှာနမခိပေါ့အဲ့ဘက်မှာဝိုင်ထွဲနဲ့ဘုံကျဲတာအလုံးစေကျော်နဲ့စေကျော်လာမပြောအဲဘုံကျဲရရှိတယ်လို့ပြောတယ်အော်တိုဗလာ၁၀ရင်းနှစ်ကဖကဲမြို့နယ်ထဲကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ဖာကက်ကမလန်းရင်ရွာအပါဝင်ဒေသတချို့မှာ KIA KPDF ပူပေါင်းတပ်တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်မြေပြင်စစ်ကြောရီအထိနာပြီးနောက်စစ်ကော်မရှင်တပ်ဘက်က Jet Fighter နဲ့ Y12 လေယာဉ်တွေကိုအသုံးပြုပြီးဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြောင့်ဖာကက်ဒေသခံတွေဟာစစ်ရှောင်နေကြရပြီးစစ်ကော်မရှင်တပ်နဲ့ KIA တို့နှစ်ဖက်လုံးကတပ်သားတစ်စုဆောင်ဓာရီပေါ်တာဆွဲတာတွေပြုလုပ်နေတာကြောင့်ဒေသခံပြည်သူတွေစိုးရိမ်နေကြပါတယ်။စစ်တပ်ဟာဂျွန်လနဲ့ဩဂတ်လဆန်ပိုင်းတွေကလေးကအင်အားတထောင်ကျော်ပါဝင်တဲ့စစ်ကြောင်းကြီးတွေကဖာကက်မြို့နယ်ထဲကိုအတုံးလိုက်ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ အခုဖြစ်နေတဲ့တိုက်ပွဲတွေဟာစစ်ကောင်မရှင်တပ်ကလှုပ်ဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲမတိုက်ခင်နယ်မြေထိ ंछ ုံမှုကိုပြန်လည်ရယူဖို့ဂျိုးပန်းနေရာရဲ့သစိတ်တပိုင်းဖြစ်တယ်လို့လည်းစီရီလိလာသူတွေကတုံ့သက်ကြပါတယ်။ ပဲခူးတိုင်းတာယာဝရီအကျဉ်းထောက်ကနေလို့ရစီပြီးပြန်လည်လူမြောက်လာတဲ့နိုင်ငံရေးအကျဉ်းသူအပါအဝင်နိုင်ကျင်း၅ယောက်ကိုစစ်ကောင်မရှင်လက်အောက်ခံတပ်ဖွဲ့ဝင်တွေကထောက်ပူးဝါကနေပြန်လည်ဖမ်းဆီးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်။ဒီကြောင့်ကွန်ပျူတာကတင်ဆက်ထားပါတယ်။အတူပါလာတည်ရင်နေမှာတာယာဝတီအချင်းထောင်ကနေလွေရစေတာကြောင့်စစ်စုပေါင်းအချင်းသားအယောက်30ပြန်လည်လွတ်မြောက်လာခဲ့ရာ အဲ့ဒီထဲမှာနိုင်ငံရေးအကျဉ်းသား16ယောက်ပါဝင်ခဲ့ပါတယ်။ဒီ16ယောက်ထဲကနိုင်ငံရေးအကျဉ်းသား6ယောက်ကိုထောင်ပူဝါကနေပဲစစ်ကောင်စီလက်အောက်ခံဤထဲရေးဌာနကရဲကားနဲ့ချက်ချင်းပြန်လည်ဖမ်းဆီးပြီးတရားဥပဒေရေးစခန်းကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ပြန်ဖမ်းခါရသူ6ယောက်ထဲကနိုင်ငံရေးအကျဉ်းသား2ယောက်ပဲလွတ်မြောက်ခဲ့ပြီးကျန်9ယောက်ကိုတော့နောက်ထပ်အမှုတက်တွေနဲ့တတ်ပြီးဆက်လက်ဖမ်းဆီးထားတယ်လို့ PPNM ကအော်တိုဘာလ2ရက်နေ့မှာအတည်ပြုထုတ်ပြန်ပါတယ်။ ဒါလုံးဝမလုပ်တည်တဲ့ကိစ္စဖြစ်ပါတယ်။ထောင်မူကနေပြန်လဲဖန်ခံရတာတော့နိုင်ငံကြီးနှားတွေပဲဖြစ်ပါတယ်ခင်ဗျ။လက်ရှိကာလမှာဟိုတရားရေးဆိုတဲ့ဟာကလည်းစစ်ကောင်စီရဲ့လက်အောက်ထဲမှာစစ်တပ်ရဲ့လက်အောက်ထဲမှာဖြစ်နေတယ်။ရဲဆိုတာလည်းစစ်တပ်ရဲ့အောက်မှာပဲဖြစ်နေတဲ့အခါမှာတော့လက်ရှိမှာတော့တရားမျှတမှုရရှိဖို့နဲ့ဟိုလူခွင့်ရေးပြည်ပဝါရရှိဖို့နော်လွတ်လပ်စွာသွားလာခွင့်တွေလှုပ်ရှားနေထိုင်ခွင့်တွေရဖို့ဆိုတာတော့လက်ရှိချင်းနေမှာဟိုဘာမှမရရှိရချင်းနေဖြစ်ပါတယ်။ဆက်လက်ဖန်စီခံထားရတဲ့နိုင်ငံကြီးအကျဉ်းသား9ယောက်ထဲက4ယောက်ရဲ့နာမည်စီးရင်ကို PPNM ကအတည်ပြုထားပါတယ်။ သူတို့ကတော့ကိုဆိုင်အောင်ငင်းကိုဂျယ်ရီကောင်းထိုက် မှတ်မင်မြတ်သူနဲ့ကိုတင်စုခေါ်နှစ်ဆိုးတို့ဖြစ်ကြပါတယ်သူတို့ဟာမူလကပုံမှန်905နိုင်ငံတော်အကြီးအကဲပြည့်စုံမှု ပုံမှန်71မတရားအတင်းဆက်သွယ်မှုတို့နဲ့ထောင်ဒဏ်ကြာခံခဲ့ရတဲ့သူတွေဖြစ်ပါတယ် လူရစီလို့ဟိုပြန်ပြီးတော့ဖမ်းနေဆိုတဲ့အမှားလဲအဓိကကတော့ထပ်ပြီးတော့ဒါနိုင်ငံရေးအကျဉ်းသူတွေကိုနိုင်ငံရေးအကျဉ်းသားတွေကိုနှီးမျိုးမျိုးနဲ့ထားပြန်လဲပြီးတော့အာရုံမာပြီးတော့ပဲနောက်မှုကတားမျိုးတွေအာအเจ้าမရှိဘဲနဲ့ဒါပုံမှန်မျိုးတွေတက်ပြီးတော့ပြန်ပြန်ဖမ်းဆီးထည့်တယ်လို့တော့မြင်မိပါတယ် PPN မြေမတန်းတွေအရာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံတဝမ်းမှာလူရစီနိုင်ငံရေးအကျဉ်းသား84ယောက်အထိကိုထောက်ဘူးဘကနေပုံမှန်အမျိုးမျိုးတက်ပြီး ပြန်လည်ဖန်ဆီးမှုတွေရှိခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ကိုတိုက်ထုတ်မှုကနိုင်ငံရေးအကျဉ်းသားတွေကိုမဟုတ်မမှန်တဲ့ဆွဆွဲချက်တွေနဲ့ဖန်ဆီးနေတာကလူခွင့်ရေးကိုပျော်ပျော်တင်းတင်းချိုးဖောက်တာဖြစ်တယ်လို့ဆိုပါတယ်။ PPNM ကလူခွင့်ရေးဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့လည်းနိုင်ငံရေးအကျဉ်းသားတွေပေါ်လူခွင့်ရေးချိုးဖောက်မှုတွေကိုစောင့်ကြည့်မှတ်တမ်းတင်ကြဖို့တိုက်တွန်းထားပါတယ်။ WOPP အဖွဲ့ကလည်းနိုင်ငံရေးအကျဉ်းသားအချင်းတူတွေဘက်ကနေအဆုံးထိရပ်တည်သွားမယ်လို့ပြောဆိုလိုက်ပါတယ်။ ဂရင်းနီပြည်ဒီမော့ဆိုမြို့နယ်မှာစစ်ကော်မရှင်တပ်ရဲ့ထိုးစစ်ဆင်မှုတွေကြောင့်နေ့တိုင်းလူလိုတိုက်ပွဲတွေပြင်းထန်နေပြီးဒေသခံပြည်သူတွေနဲ့စစ်ဘေးရှောင်တွေဟာဒုတိယအကြိမ်ထပ်မံထွက်ပြေးသိမ်းရှောင်ရမယ့်အရေးကိုအကြီးကျယ်ဆိုရင်ညှိကြရပါတယ်ကုစောဝေးကတင်ဆက်ထားပါတယ်အရက်သားပြစ်မှတ်တွေကိုမခွဲခြားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဆိုးရိမ်မှုတွေပုံမြင့်တက်လာနေကြတာဖြစ်ပါတယ် စစ်ကော်မရှင်ရရွေးကောက်ပွဲအတွက်နယ်မြေပြည်နယ်ထိန်းချုပ်ဖို့ဩဂုတ်လကစပြီးဒီမော့ဆိုကနေဖလူဆိုလဲမကြီးတခြားထူးစစ်စင်လာရကနေနှစ်ဖက်တိတွေ့တိုက်ပွဲတွေရက်တိုင်းလို့လို့ဖြစ်နေတာပါဒီမော့ဆိုမြို့နယ်နောက်ဘက်ခြမ်းကစစ်ဘေးရှောင်ပြည်သူတွေဟာစစ်ကော်မရှင်ကစစ်ရေးပြင်းမဲ့အရက်သားပြင်းမဲ့မခွဲခြားပဲလက်နက်ကြီးဒရုန်းနဲ့လေကြောင်းတက်ခဲမှုတွေပို့လုလာမှာကိုစိုးရိမ်နေကြပါတယ်ဒီတိုင်းဝင်နေတော့ drone ဆိုတဲ့ခါလေးဆိုမျိုးဝေတန်နေတာလည်းနဲ့စစ်တမ်းဆိုတဲ့ဒီတိုင်းလူလူသားတဲ့ အခုသူဖြောက်သေးမလို့တော့ဂျာဖာဆီချာရောမျိုးပေါ့နော်ဒီစာလို့တောင်းမျိုးပဲကြာလို့ဆိုလိုက်ခြင်းမျိုးဒီစာထားတဲ့အဆမ်းလို့သူရင်ဆရာဆိုရဲဒါပဲရှိရလင်းရင်လည်းဒရိုးပဲတိုက်ပွဲတွေနဲ့လေရင်လက်နဲ့ကြီးတဲ့တွေကြာကာလကြာရှည်နေထိုင်ရတဲ့စစ်ဘေးရှောင်တွေဟာအသက်အန္တရာယ်အပြင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါရှိလာနေပြီဖြစ်ပါတယ် justo de esta colegia no quiere menesto chira de dorana ni su la niña na na su ni ya le otro su la cara su mio we tan está de ne su tan su la ni hay lu está de prima ca lu tua ta a su caro así ni si lo li ya su la ne ci tu la ci la ma su ma e ne ne la ra mi ni de que ne con na ma la sta me sta ne mi ni 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 ne la ni su cha ya de a pu su la si ta le to to ni la yo ni si ni ya le ko ni ci ro စည်ရည်ပြင်းထန်လာမှုတွေကြောင့်လူမှုတွေအနေနဲ့သွားလာရေးအပြင်လုပ်ငန်းတွေလုပ်ဖို့ပါအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်စည်ရည်ကပိုပြင်းလာတယ်နောက်စည်ရည်ကလည်းဒီကိုချစ်ပြန့်လာတော့ပေါ့နော် အကြမ်းလူထူတွေအနေနဲ့ကတော့ပူပူတော့မှစိုးရင်ပူပါဆက်ရှိတော့အထူးဖြင့်ကျွန်တော်ကျမရေးဆိုင်ရာအရာတွာလာရတာခက်ခဲပိုရှိသွားတယ်ကျွန်တော်ဘူးမစဒီမော့ဆိုရှိနေဒီမော့ဆိုနောက်ကိုကျွန်တော်ကူစံပေါ်တော့ရန်ခက်သွားတာပေါ့နော်ဆိုတဲ့ဟာတွေဖြစ်လာတယ်အဲ့ဒီတော့ကျွန်တော်ပုံမှန်ကူတန်းရောင်းဝယ်ခဲ့စားတယ်လလုံးမရတော့သလိုဒီလူနာတွေကိုပေါ့နော်ပူရာတွေလူနာနဲ့ပတ်သက်တဲ့ကျမရေးဆိုင်ရာ အာကုတမူဒီဟိုနဗီယမတိုင်းနိုင်ကိစ္စဒီမှာတော်လာချက်ဆန်လို့မရတဲ့ပုံစံမဖြစ်သွားတော့ပေါ့စည်ရည်ပြင်းထန်မှုကြောင့်စာတင်ချောင်းကိုလည်းမကြကနာပိတ်ထားရလို့ကလေးငယ်တွေရဲ့ပညာရေးလည်းထိခိုက်နေရတယ်လို့စစ်ဘေးရှောင်တွေကပြောပါတယ် အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရန်နာခွင့်ပြုပါရှင်။